ားလုံးမင်္ဂလာပါ။ဒါနဲ့လည်း YouTube channel နေပြီးတော့အားလုံးကြိုဆိုပါရစေ။ဆိုတော့ကျွန်တော်တို့ Manchester United နဲ့ပတ်သက်ပြီးတော့နောက်ဆုံးရထားတဲ့သတင်းလေးတွေကျွန်တော်တို့ပြောကြည့်ရအောင်ပါနော်။ဆိုတော့ကျွန်တော်တို့ဒီအခုလက်ရှိဒီနေ့မှာဆိုလို့ရှိရင်ကုညာနဲ့ပတ်သက်ပြီးနောက်ဆုံးရထားတဲ့သတင်းကျွန်တော်ရှိတယ်။ပြီးတော့ကျွန်တော်တို့ဒီအငှားထွက်ကစားနေတဲ့ Jadon Sancho ပြီးတော့ကျွန်တော်တို့ဒီ Amarin ကကျွန်တော် Bruno နဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ဒီပါနော်။အဲဒီသူပြောထားတဲ့အရာလေးကျွန်တော်ရှိတယ်။ဒါနဲ့ပတ်သက်ပြီးကျွန်တော်တို့ဆွေးနွေးသွားမှာဖြစ်ပါတယ်။ ဆိုတော့ကျွန်တော်ပထမဦးဆုံးကျွန်တော်ဒီကုညာပေါ့နော်ကျွန်တော် Matthias ကုညာကကျွန်တော်အသင်းနဲ့ Huey ကိုထားဆိုလို့ရှိရင်ဒါနဲ့ဆိုလို့ရှိရင်ကျွန်တော်ဒီ3-4ရက်လောက်တောင်ကျွန်တော်ဖြစ်သွားပြီပေါ့နော်3-4ရက်လောက်ကျွန်တော်တို့ဖြစ်နေပြီအဲဒီနေ့ထားမှဆိုလို့ရှိရင်ကုညာကျွန်တော်ဘယ်ဘယ်ဘယ်များရောက်နေလဲပေါ့နော်ဆိုတော့ မတ်ဒီယက်စ်ကွန်ညာကိုကျွန်တော်တို့ဒီဘောနော်အခုလက်ရှိအနေထားမှာကျွန်တော်အသင်းဘက်ကနေပြီးတော့လုံးဝကျွန်တော်ဒမ်ဒီကျွန်တော်ဖြစ်သွားပြီအဲပြောမယ်ဆိုလို့ရှိရင်တော့ကျွန်တော်ကစားသမားဖြစ်သူနဲ့လည်းကျွန်တော်ဒီသဘောတူညီမှုကျွန်တော်ရပြီးတဲ့အပြင်ဒီဘောနော်ကျွန်တော်ဒီစာချုပ်အနေထားရဆိုလို့ရှိရင်ရှေ့ကကျွန်တော်တို့မလို့လို့ကျွန်တော်ဖော်ပြချက်တွေရဆိုလို့ရှိရင်၅နှစ် plus ကျွန်တော်တို့ဒီတစ်နှစ်အပိုချုပ်ဆိုခွင့်ဆိုတဲ့ပုံစံမျိုးနဲ့ကျွန်တော်တို့ကစားသမားဖြစ်သူကိုစာချုပ်ချုပ်ဆိုမှာကျွန်တော်ဖြစ်တယ်။ဆိုတော့ကစားသမားရဲ့ကျွန်တော် release clause ကကျွန်တော်တို့ဒီပေါင်62.5သန်းဒါကိုလည်းကျွန်တော်တို့ဒီဘာလို့ wolf နဲ့လည်းကျွန်တော်သဘောတူညီမှုရပြီးသွားပြီ။အဲဒါကိုကျွန်တော်တို့ဒီဘာလို့၃နှစ်အရေးကြနေကျွန်တော်တို့ခွဲပြီးတော့ကျွန်တော်ပေးမဲ့အခြေအနေမျိုးတစ်နှစ်ကိုကျွန်တော်ပေါင်သန်း20ကျော်ပေါ့နော်။ပေါင်သန်း20ကျော်လောက်ကျွန်တော်တို့သွားမဲ့အခြေအနေမျိုးမှာကျွန်တော်ရှိပါတယ်။ဆိုတော့ဒီကုညာရဲ့အပြောင်းရွှေ့ကကျွန်တော်တို့လုံးဝစိတ်အေးလို့ရတဲ့အနေအထားမှာကျွန်တော်ရှိပါတယ်။ဘာမှကျွန်တော်ကြားဖြတ်ပါညာဒီလိုမျိုးတွေကျွန်တော်တို့စ ိတ်ပူစရာလုံးဝမရှိတော့တဲ့အခြေအနေမျိုးကျွန်တော်ဖြစ်ပါတယ်ကိုကိုညာကကျွန်တော် Manchester United ကိုပဲကျွန်တော်ရောက်လာမှာပေါ့နော်ဒါပေမဲ့ကျွန်တော်သူဘာကြောင့်အဲကျွန်တော်တို့ဒီဘာနော် announcement တွေကျွန်တော်မလုပ်သေးရလဲစစ်စစ်မှုတွေကျွန်တော်တို့မလုပ်သေးရလဲဆိုတော့အဲအရာတွေကျွန်တော်ရှိနေရပေါ့နော်ကျွန်တော်ဟိုကနေသိကျင်တာပေါ့ဒါပေမဲ့ အခုလက်ရှိအနေထားမှာကိုညာကဘာနဲ့တိုင်ပတ်နေလဲဆိုတော့ဗီဇာကိစ္စနဲ့တိုင်ပတ်နေတယ်ဆိုပြီးကျွန်တော်သိရတယ်ဗီဇာကကျွန်တော်တို့ဒီဗီဇာကမရှိရတော့မဟုတ်လောက်ဘူးတန်တန်းကုန်နာလားဘာလားပေါ့နော်အဲ့ဒါတော့ကျွန်တော်သိချာမသိရအောင်ဒါပေမဲ့ဗီဇာကိုကျွန်တော်စောင့်နေတာဖြစ်တဲ့အတွက်ကြောင့်မလို့အဲကိုညာရဲ့ကျွန်တော်ဒီစေစစ်တာတွေ official announcement တွေကျွန်တော်တို့အခုချိန်ကြီးကျွန်တော်မလုပ်နိုင်သေးတဲ့အခြေအနေမျိုးကျွန်တော်ဖြစ်တယ်ပေါ့နော်ဆိုတော့ဗီဇာပြီးပြီဗီဇာရပြီဆိုတာနဲ့မက်ဒီယက်ကိုညာဒီ Manchester United စီမှာလာပြီးတော့ကျွန်တော်တို့ဒီပေါ့နော်စေစစ်မှုတွေပြီးလို့ရှိရင်ကျွန်တော်တို့ဒီ official announce တွေကျွန်တော်တို့အဲလုပ်မယ့် ြေအနေမျိုးမှာကျွန်တော်တို့လုံးဝရှိပါတယ်ဆိုတော့ကုညာရဲ့အပြောင်းအလဲကျွန်တော်စိတ်ချလို့ရတဲ့အထက်မှာပါပါတယ်ပေါ့နော်ဆိုတော့တခြားလီးရနေလာလည်းမဟုတ်ဘူးပရီးမီးယားလီးရနေလာပြီးတော့ကျွန်တော်ဗီဇာကိစ္စတိုင်ပတ်တယ်ဆိုတော့နည်းနည်းတော့စားတယ်ဟိုဝူးဆိုလို့ရှိရင်ဒါအင်္ဂလန်မှာကျွန်တော်တို့ဒီအင်္ဂလန်အသင်းတစ်သင်းပဲဗျာဆိုတော့ အင်္ဂလန်ဗီဇာမရတာတော့ကျွန်တော်မဟုတ်တော့ဘူးဗီဇာကကျွန်တော်ရပြီးသားဟိုမှာတက်တန်းကျွန်တော်ကုန်တာတို့ဘာတို့ပေါ့နော်တက်တန်းတူးတာတို့ဘာတို့အဲ့လိုပုံစံမျိုးကျွန်တော်ဖြစ်လိမ့်မယ်ပေါ့နော်ဆိုတော့မတ်တီးယပ်စ်ကိုညာတော့တေချာပေါက်ဆိုဆိုမန်ချက်စတာယူနိုက်တက်ကိုရောက်မှာပါသူဗီဇာစောင့်နေတယ်ဗီဇာပြီးရတယ်ကျွန်တော်တို့တေချာပေါက်အဲဒီပေါ့နော်ကျွန်တော်တို့ဒီစိတ်စစ်တာတွေပြီးလို့ရှိရင်ကျွန်တော်တို့ဒီ official announcement တွေဘာညာတွေကကျွန်တော်တို့လာမယ့်ခြေနေမှုမှာကျွန်တော်ရှိပါတယ်ဆိုတော့အဲကျွန်တော်ဂျီဒန်ဆန်ချိုနဲ့ပတ်သက်ပြီးကျွန်တော်တို့ပြောကြည့်ရအောင်ပေါ့နော်ဆိုတော့ အဲဂျီဒန်ဆန်ချိုကအခုလက်ရှိကျွန်တော်တို့ဒီ Chelsea မှာအငှားထွက်ကစားနေပြီးတော့လက်ရှိနေထားမှာသလို့ရှိရင်တော့အငှားအဲစာချုပ်အပြီးမှာသလို့ရှိရင်ကျွန်တော်တို့ဒီဘောနော Chelsea နဲ့ကျွန်တော်တို့ဒီ Manchester United ရဲ့ဂျားထဲမှာဒီကစားသမားရဲ့ကျွန်တော်အငှား အဲဒီဘာနော်ပြောင်းရွှေ့ခြင်းအပြင်ကိုကျွန်တော်တို့ဒီဘာနော်အဲဒီ obligation to buy လို့ခေါ်တယ်မဖြစ်မနေပြီးတတ်ကျွန်တော်ဝယ်ယူခွင့်ဆိုတာကိုကျွန်တော်ထည့်သွင်းချုပ်ဆိုခဲ့ကြတာဖြစ်တယ်ဒီဘာနော်ကျွန်တော်တို့ဒီ Sancho ကိုကျွန်တော်တို့ဒီ Chelsea ဘက်ကနေပြီးတော့ဒီအငှားရာတရာဒီကျွန်တော်အပြီးမှာအပြီးတတ်ခေါ်မယ်ဆိုလို့ရှိရင်ပေါင်25တန်းနဲ့ကျွန်တော်တို့လုံးဝခေါ်ပေးရမယ်ခေါ်ကိုခေါ်ပေးရမယ်အခြေအနေမျိုးမှာကျွန်တော်တို့ရှိပါတယ်ဆိုတော့လက်ရှိကျွန်တော် Chelsea ရဲ့အခြေအနေ Jadon Sancho ပေါ်မှာဘယ်လိုရှိလဲဆိုလို့ရှိရင် Chelsea ဘက်ကနေပြီးတော့ကျွန်တော် Jadon Sancho ကိုအသင်းမှာဆက် ထားခြင်းနေတယ်ပေါ့နော်ဒါပေမဲ့လည်းပဲကစားသမားဖြစ်သူရဲ့ကျွန်တော်ဒီဒုက္ခလန်းစာကကျွန်တော်ဒီပေါ့နော်အရင်များတာဖြစ်တဲ့တကြောင်မလို့သူ့အနေနဲ့ကျွန်တော် Chelsea မှာဆက်ပြီးတော့သူနေမယ်ဆိုလို့ရှိရင်တော့ဒုက္ခလန်းစာကိုအဲ short ပြီးတော့ကျွန်တော်တို့ယူရမယ့်အခြေအနေမျိုးကအဲအခြေအနေမျိုးရှိရပေါ့နော်ဒါကကျွန်တော်တို့ဒီဒီပြောင်းရွှေ့အတွက်အဓိကလိုအပ်ချက်ဖြစ်တယ်ပေါ့နော်ကျွန်တော်တို့ဒီပေါ့နော် ဒီ Chelsea အနေနဲ့ option နှစ်ခုရှိတယ် option နှစ်ခုကဘာလဲဆိုလို့ရှိရင်အဲဒီ United ကိုကျွန်တော်တို့ Sancho ကိုပြန်လွှတ်တာနဲ့အသင်းမှာကျွန်တော်ခေါ်ထားတာတကယ်လို့အသင်းမှာခေါ်မယ်ဆိုလို့ရှိရင်တော့ပေါင်25သန်းပေးလိုက်ရုံပဲဒါဆို Sancho ကကျွန်တော်ရောက်လာပြီအဲတကယ်လို့ကျွန်တော်တို့ Sancho ကိုအသင်းမှာမထားဘူးဆိုလို့ရှိရင် United ကိုကျွန်တော်တို့ရောကြီးပေးပြီးတော့ပေါင်5သန်းနဲ့အဲ United ထံကို Sancho ကိုကျွန်တော်ပြန်လွှတ်လို့ရတယ်ဆိုတော့လက်ရှိကျွန်တော်တို့ဒီ Jadon Sancho ရဲ့အနေထားဆိုလို့ရှိရင်သူပေါ့နော်ကျွန်တော်စစရောက်ပြီးတော့ အဲဒီပါအစဉ်ပြေတယ်အစဉ်ပြေပြီးတော့ကျွန်တော်ဂျားထဲမှာတော်တော်လေးကျွန်တော်တိုင်နည်းနည်းပတ်သွားတယ်ပြီးတော့ကျွန်တော်တို့ဒီနောက်ပိုင်းနေမှာဆိုလို့ရှိရင်လည်းသူဒီပေါ့နော်ကျွန်တော် conference league final တွေမှာကိုရီးပါးတွေတွင်းပြီးတော့အဲဒီပေါ့နော်ကျွန်တော်အသင်းမှာတော်တော်လေးကျွန်တော်အစဉ်ပြေနေတဲ့အခြေအနေမျိုးမှာကျွန်တော်ရှိတယ် Anzo Maris ကလည်းတော်တော်လေးသဘောကျတဲ့အခြေအနေမျိုးမှာကျွန်တော်ရှိနေတယ်အဲသူကိုယ်တိုင်လည်းကျွန်တော်တို့ပျော်နေတယ်ပေါ့နော်ပျော်နေတယ်ဒီလိုအခြေအနေမျိုးဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ဒီပေါ့နော် Jaden Sancho ကို Chelsea ဘက်ကအသင်းမှာဆက်ပြီးတော့လုံးဝထားခြင်းတယ်ဒါပေမဲ့ကစားသမားဖြစ်သူရဲ့လောက်ခလာစားကျွန်တော်တို့3သိန်းကျော်ပေါ့နော်3သိန်းကျော်ဆိုတဲ့အနေထားတော်တော် ော်ကြီးများလွန်းတာဖြစ်တဲ့တကြောင်တို့သူတို့ရဲ့ကျွန်တော်လက်ရှိ waste structure တွေအရာဆိုလို့ရှိရင်အဲဒီလောက်ခလာစာကကျွန်တော်ဒီ3သိန်းနဲ့အထက်ဆိုရဲအဲလောက်ခလာစာကကျွန်တော်တိတ်ပြီးတော့မြန်မာဆန်းစာမရှိဘူးရဲ့ဆိုတော့ဒီတော့ကြောင့်မလို့လောက်ခလာစာတွေ short ဖို့တဲ့သူတို့ဂျီစတာလင်တို့ဘာလို့တောင်မှကျွန်တော်အငှားထုတ်ထားတာကျွန်တော်ကြည့်ရင်သိနိုင်တယ်ဗျာဆိုတော့ဒီတော့ကြောင့်မလို့လောက်ခလာစာနဲ့ပတ်သက်ပြီးတော့ Chelsea တွေအရင်ကျွန်တော်ဒီဘောနော်အဲဒီဘောနော် season ကြာရတဲ့မှာပါတယ်ဆိုတော့ Sancho နေနဲ့ဒီ Chelsea မှာသူဆက်ပြီးတော့နေမယ်ဆိုလို့ရှိရင်တေချာပေါ့ဆိုလို့လောက်ခလာစာကို ဒီ United မှာရတာထက် short ပြီးတော့ယူရမယ်အခြေအနေမျိုးမှာကျွန်တော်တို့ရှိနေပါတယ်တကယ်လို့ချီရန်ဆန်ချိုက short ပြီးတော့ယူမယ်ဆိုလို့ရှိရင်တော့ဆန်ချိုဒီ Chelsea ကိုကျွန်တော်တို့အဲရောက်မယ် United ကကျွန်တော်ပေါင်25သန်းရမယ်တကယ်လို့ဒီပေါ်တော့ချီရန်ဆန်ချိုကလိုအပ်လာတာလုံးဝ short မြူနိုင်လို့ဆိုလို့ရှိရင်တော့ပေါင်5သန်းနဲ့အသင်းမှာကျွန်တော်ပြန်ပြီးတော့လာတောင်းတင်မယ်အခြေအနေမျိုးမှာရှိပါတယ်ဆိုတော့ဒါချီရန်ဆန်ချိုနဲ့ပတ်သက်ပြီးတော့ပါ တော့ကျွန်တော်တို့နောက်ထပ်ကျွန်တော်တို့ဒီဗောနော်ဘရူနိုနဲ့ပတ်သက်ပြီးတော့အမရင်ကကျွန်တော်တို့ဒီဟောင်ကောင်နဲ့ပွဲပြီးမှာဗောနော်သူပြောတဲ့အဲစကားတွေကျွန်တော်ရှိတယ်အဲ့ထဲမှာကျွန်တော်တို့ဒီဗောနော် ူးခြားတဲ့အချက်ကလေးတွေပါတယ်ပေါ့နော်အဲဒီဘရူနိုရဲ့ကျွန်တော်အပြောင်းရှိပေါ့နော်အဟီလာနဲ့ပတ်သက်ပြီးတော့မေးတဲ့အခါမှာဆိုလို့ရှိရင်အဲဒီဘရူနိုကိုပေါ့နော်ကျွန်တော်ဒီပေါ့နော်အာဒီအဟီလာဘက်ကနေပြီးတော့တကယ်ကျွန်တော်ဒီ crazy man နဲ့ကျွန်တော်တို့ကန်လန်းထားနေပေါ့နော်ဒါရင်နဲ့ပတ်သက်ဘယ်လိုမြင်လဲဘာညာမေးတဲ့အခါမှာဆိုလို့ရှိရင်ကျွန်တော်တို့အသင်းမှာကျွန်တော်ငွေရှာဖို့လိုတာမှန်တော့မှန်ပြီမယ်ဘရူနိုကိုကျွန်တော်တို့ဒီပေါ့နော်ငွေရဖို့အတွက်ငွေရှာဖို့အတွက်ရောင်းမယ်ဆိုတာတဲ့ United မှာ United လိုအသင်းမျိုးမှာဆိုလို့ရှိရင်တခြားငွေရှာစရာ အဲဒီပေါ့နော်အရာတွေကျွန်တော်အများကြီးရှိတယ်ဆိုပြီးတော့အမရင်းကကျွန်တော်တို့မှတ်ချက်ပေးခဲ့တယ်ပြောခဲ့တယ်ပေါ့နော်ဆိုတော့အဲဒါကိုကျွန်တော်စဉ်းစားကြည့်မယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီပေါ့နော်ဘရူနိုရဲ့အခြေအနေပေါ့နော်ဘရူနိုရဲ့အခြေအနေကိုကျွန်တော်ကြည့်မယ်ဆိုလို့ရှိရင်အမရင်းဘက်ကဘရူနိုဒီလုံးဝကျွန်တော်တို့ထိလို့မရတဲ့ပလေယာတယောက်ဆိုတာကျွန်တော်တို့သိထားပြီဒါဆိုတော့လက်ရှိကျွန်တော်တို့ဒီ လက်ရှိကျွန်တော်တို့ဒီဘာနော် United ကိုကျွန်တော်တိဆောက်နေတဲ့အခြေအနေမျိုးမှာဖြစ်ဖြစ်အဲလက်ရှိနောက်ပိုင်းကျွန်တော်တို့ဒီ Emery သွားခြင်းနဲ့ဒီ Manchester United ရဲ့အခြေအနေတွေကိုပဲကျွန်တော်ကြည့်ကြည့် Bruno ကအရေးကြီးတဲ့အခန်းကဏ္ဍမှာ Emery တက်လုံးဝကျွန်တော်ပါဝင်နေတဲ့အခြေအနေမျိုးဖြစ်တယ်ဆိုတော့အဲ Bruno Fernandes ကိုတိုင်ကလည်းကျွန်တော်တို့ဒီဘာနော်အသင်းဒီဘာနော်အသင်းကလည်းကျွန်တော်ထွက်ခြင်းတဲ့ပုံစံမျိုးလုံးဝကျွန်တော်ရှိမနေဘူးလက်ရှိအနေထားမှာဆိုလို့ရှိရင်ဒီ Ahilabat ကကျွန်တော်တို့ဒီဘာနော် Bruno ကဒီဘာနော်သူတို့ကမ်းလှမ်းထားတာကိုအပြေမပေးသေးတဲ့အတွက်ကြောင့်မလို့ အဲဒီစိတ်မရှိတော့ဘူးဘာညာဆိုတဲ့ report ကြီးလည်းကျွန်တော်တို့တွေ့နေရတယ်ဆိုတော့ဒါတွေကိုကျွန်တော်တို့ကြည့်မယ်ဆိုလို့ရှိရင် ဘရူနိုအနေနဲ့အသင်းကိုကျွန်တော်စောင့်နေရလို့ကျွန်တော်ပြောလို့ရတယ်အသင်းဘက်ကဘာလုပ်မလဲဆိုတဲ့အခြေအနေမျိုးပေါ့နော်ကျွန်တော်ရှိမှပြောခဲ့သလိုမျိုးဒီဘာနော်ဘရူနိုရဲ့အေဂျင့်ဖြစ်သူကတော့ဒီသူ့ရဲ့ဒီဘာနော်သူ့အလုပ်တိုင်းပဲဒီအဟီလာရဲ့ကျွန်တော်တို့ဒီကမ်းလှမ်းမှုတွေကိုသူတို့ရရှိထားပြီးပြီဒါကိုလည်းကျွန်တော်မန်ချက်စတာယူနိုက်တက်နဲ့ဘရူနိုရဲ့အေဂျင့်ကြားမှာတွားပြီးတော့ကျွန်တော်တို့ဆွေးနွေးမယ်အနေထားပြောချင်တဲ့သဘောပါဗျာအေဂျင့်ကကျွန်တော်မေးမယ်ပေါ့နော်အဲဘရူနိုဒီကျွန်တော်အသင်းမှာအဲဒီဘယ်လောက်ထိကျွန်တော်တို့ဒီဘာနော်အာမခံချက်ရှိနိုင်လဲအဲအသင်းရဲ့ကျွန်တော်အနာဂတ်ထဲမှာသူပါသေးလားအဲဒါလေးကျွန်တော်မေးမှာပေါ့နော်ဆိုတော့တေချာ တစ်ခုက Ruben Amorim ကတော့နောက်လျှောက်ကျွန်တော်ဒီပေါ့နော် public speak တွေမှာဆိုလို့ရှိရင်အများနဲ့သူထုတ်ပြီးတော့ကျွန်တော်ပြောနေတယ် Bruno ဒီလုံးဝကျွန်တော်တို့ဒီဘာလဲလာမယ့်ကျွန်တော်တို့ဒီအသင်းကိုဒီဆောင်မယ့်အနာဂတ်မှာဆိုလို့ရှိရင် Bruno ကမရှိမဖြစ် player တယောက်ကျွန်တော်ဖြစ်တယ်။ကတဲ့ကျွန်တော်တို့ဒီကစားသမားကောင်းတယောက်ကျွန်တော်ဖြစ်တယ်ဆိုပြီးတော့ခဏတိုင်းဆိုဆိုကျွန်တော်ပြောနေရဖြစ်တဲ့တကြောင်မလို့ Bruno အသင်းကနေထွက်ဖို့အနေထားဆိုလို့ရှိရင်အဲဒီဘာလဲတဖြည်းဖြည်းနဲ့ကျွန်တော်မှီးတော့မှီးမိန်လာတဲ့အခြေအနေမျိုးမှာကျွန်တော်ရှိရတယ်။ဒါပေမဲ့ Manchester United ဒီဘာလဲကျွန်တော်ဒီ club fan ကကျွန်တော်ဘာကြီးလုပ်မလဲဆိုတော့ကျွန်တော်ကြည့်ရမယ်။ဒီ အဲဒီ Amrin ပြောတဲ့တခြားငွေချစရာတွေပေါ့နော်တခြားငွေချစရာတွေကျွန်တော်အများကြီးရှိတယ်ဆိုတဲ့အနေထားကကစားသမားအယောင်းတွေကိုပဲကျွန်တော်ပြောတာတကယ်တော့လည်းမှန်တယ်ဗျပြောမယ်ဆိုလို့ရှိရင်ကျွန်တော်တို့မှာရောင်းစရာကစားသမားတွေများတပုံကြီး အဲဒီပေါ့နော်ကျွန်တော်လူငယ်တွေဆိုတာထက်ကျွန်တော်အသင်းမှာကျွန်တော်ဒီပေါ့နော်အသင်းရဲ့အနာဂတ်မှာမပါတော့တဲ့ကစားသမားတွေဆိုလို့ရှိရင် Marcus Rashford လို့ရှိတယ်ပေါင်တန်း40เนาะ Jadon Sancho ရှိမယ်ကျွန်တော်ခုနပြောခဲ့သလိုမျိုးပေါင်25တန်းရောင်ရမယ်ပြီးတော့ကျွန်တော်ဒီ Garnacho ရှိမယ်ပေါင်တန်းကျွန်တော်60တတ်မှတ်ထားတယ်ဒါအပြည့်ရရင်ပြောတာပြရရချင်မှလည်းရမှာပေါ့နော်ပေါင်အဒီ Garnacho လို့ကျွန်တော်ရှိတယ်တခြားတခြားသောကျွန်တော်တို့ဒီပေါ့နော် Anthony လို့ကျွန်တော်ရှိတယ်ဆိုတော့ဒီ၄ယောက်တင်ကိုကျွန်တော်တို့ဒီပေါ့နော်တေချာပြန်ပြီးတော့အချိန်ကြီးလိုက်မယ်ဆိုလို့ရှိရင်ကျွန်တော်ဒီပေါင်တန်း တရာကျော်နေပြီဆိုတော့အဲဘရူနိုကကျွန်တော်တို့ဒီဘောနော်အဓိကကျွန်တော်တို့ဒီဘရူနိုကအမှန်တမ်းပြောလို့ရှိရင်တော့ဗျာဘရူနိုတရာထက်လက်လွတ်လိုက်တာနဲ့ကျွန်တော်ပေါင်သန်း100ကျော်ဆိုတော့ဟိုကောင်တွေပါလက်လွတ်လိုက်မယ်ဆိုလို့ရှိရင်အဲအသေးမှကျွန်တော်တို့ဒီပေါင်သန်း200လောက်ကျွန်တော်တို့ဖြစ်သွားမယ်အခြေအနေမျိုးတော့ကျွန်တော်ရှိတာမှန်ပေမဲ့အဲဒီဘောနော်အမရင်းကကျွန်တော်တို့ဒီရှေ့မှာကျွန်တော်တစ်ခေါက်ပြောဘူးတယ်အဲ့ဒါကဘာလဲဆိုတော့ကျွန်တော်တို့ဒီနေ့ချန်ပီယံလိမကစားရတာ အပြောမယ်ဆိုလို့ရှိရင်ဥရောပပြိုင်ပွဲတွေကြောင့်မရှိတာဖြစ်တဲ့အတွက်ကြောင့်မလို့ဝီကင်ဝီကောက်ကျွန်တော်တို့ဒီပရီးမီးယားလိဘွဲတွေကြောင့်ကစားရမယ်ပြီးလို့ရှိရင်ကျွန်တော်တို့ဒီ domestic cap ဒီပဲကျွန်တော်ကစားမှုရှိရဖြစ်တဲ့ကြောင့်မလို့ squat အကြီးမလိုသေးဘူးဆိုပြီးတော့ပြောသွားတာမျိုးကျွန်တော်ဖြစ်တယ်ဆိုတော့ဒီအပြောင်းရွှေ့ကကျွန်တော်တို့ဒီဘာနော်ပေါင်တန်းဒီဘာနော်ကျွန်တော်တို့ဒီလက်ရှိကျွန်တော်တို့ဒီ Matthias Cunha ရဲ့အပြောင်းရွှေ့ကိုကျွန်တော်ကြည့်မယ်ဆိုလို့ရှိရင်ပေါင်တန်း20ကျော်လောက်ကျွန်တော်တုံးပြီးသွားပြီလက်ရှိအသင်းမှာရှိနေတဲ့ budget ဒီပေါင်တန်း100ရှိတယ်20ကျော်လောက်ကျွန်တော်တုံးပြီးသွားပြီဆိုတော့ကျန်နေကျွန်တော်တို့ဒီဘယ်လိုပြောရမလဲ80ကျော်ပေါ့နော်80ကျော်80နီးပါးလောက်ကျွန်တော်ကျန်နေသေးတယ်အဲ့ဒါအပြင်ကိုကျွန်တော်တို့ခုနကပြောခဲ့တဲ့ကစားသမားဒီကျွန်တော်ရ ောင်းရမယ်ဆိုလို့ရှိရင် Rashford လို့ Sancho လို့ Garnacho လို့ Anthony တို့ဒါတွေအကုန်လုံးကျွန်တော်လက်လွတ်ပြီးသွားမယ်ဆိုလို့ရှိရင်အသေးမှကျွန်တော်တို့ဒီပေါင်တန်း200နီးပါးကျွန်တော်ကြံနေသေးတယ်ဆိုတော့ဒါပေမဲ့ကျွန်တော်ဒီအခုရှိတာပေါ့နော်အခုရှိတာဥမာ Anthony တို့ဘာလို့ရဲ့အပြောင်းရွှေ့တရားဆိုလို့ရှိရင်အခုချိန်ထိအဲဒီသူ့ရဲ့ကျွန်တော်ဒီပြောင်းရွှေ့ခြင်းကိုကျွန်တော်ဟိုမကြည်သေးတဲ့အနေအထားမျိုးမှာကျွန်တော်ရှိနေတော့မယ်ပေါ့နော်ဆိုတော့ဒီတော့ကြောင့်မလို့ အဲတချို့အပြောင်းရွှေ့တွေကတော့ကျွန်တော်တို့ဒီလုံးဝ pure profit ဖြစ်လာမယ့်အခြေအနေမျိုးမှာမရှိဘူး pure profit ဖြစ်ဖို့ကကျွန်တော်တို့ဒီဘယ်သူရှိမလဲဆိုလို့ရှိရင်ကျွန်တော်တို့ဒီအဲဒီဘာနော်အန်ဆန်ချိုရှိမယ်နော်ဆန်ချိုရှိမယ်ပြီးလို့ရှိရင် rush pool ရှိမယ်ပြီးရင်ကျွန်တော်တို့ဒီခန္ဓာချိုရှိမယ်ဒီ၃ယောက်ကတော့လုံးဝကျွန်တော်တို့ pure profit ကျွန်တော်ဖြစ်လာနိုင်မယ်ဒီ၃ယောက်ကအပြောင်းရွှေ့ကိုကျွန်တော်တို့တွက်လိုက်မယ်ဆိုလို့ရှိရင်ခန္ဓာချိုပူ90 နော်အဲ rush book ကို40အဲဒီစံချိုကိုကျွန်တော်တို့25ပါနော်25ဆိုရနေထားသလိုရှင်ဒါသလိုရှင်90 20တန်း130ကျော်ကျွန်တော်ရပြီပေါ့နော်ဆိုတော့တန်း130ကျော်ပြီးတော့ကျွန်တော်ရှေ့မှာကြံတဲ့အဲဒီပေါ့နော်ပေါင်တန်းကျော်80နီးပါးလောက်မှကျွန်တော်တွက်မယ်သလိုရှင်အဲဒီပေါ့နော်တန်း190နီးပါးလောက်ပန်းတန်းအဲပေါ့နော်တန်း190အဲ့လောက်လောက်ကျွန်တော်ရှိသေးတယ်ဆိုတော့ဒီအတွက်ကြောင့်မလို့ဘရူနိုကိုကျွန်တော်မဖြစ်မနေလုံးဝရောင်းချရမယ်အခြေအနေမျိုးမှာတော့အသင်းဘက်ကကျွန်တော်တို့ အဲဒီပေါ့နော်ကျွန်တော်တို့တင်ချာနီးအရာဆိုလို့ရှိရင်တော့မရှိသေးဘူးလို့ကျွန်တော်ထင်တယ်အမရင်ပြောချင်တာကလည်းဒီအချက်ကိုသူ point တော့လောက်ပြီးတော့သူပြောချင်တာလို့ကျွန်တော်ထင်တယ်ဆိုတော့အဲဒီဘောနအမေရိကန်ကတော့လုံးဝကျွန်တော်ဘရူနိုကိုအမှန်ကန်ဆိုသလိုကျွန်တော်အသင်းမှာဆက်ပြီးတော့ထားခြင်းနဲ့အာဒီဘောနဟိုအဟီလာဘက်ကလည်းအမှန်ကန်ဆိုသလိုကျွန်တော်တွန်းအားပေးနေသူတို့ club world cup အမီကျွန်တော်ဒီဘောနဒီအာဒီကစားသမားကိုကျွန်တော်စည်ရင်းသွင်းတာတွေတခြားတော့ကျွန်တော်လုံးဆရာတွေကျွန်တော်ရှိနေသေးတာဖြစ်တဲ့ကြောင့်မို့အမှန်ကန်ဆိုသလိုကျွန်တော်မြင်းမြန်းဆန်းဆန်းလိုချင်နေတဲ့အချိန်လေးမျိုးကျွန်တော်ဖြစ်တဲ့ အာဒီဘောနော်ကျွန်တော်တို့ club ဖက်ကလည်းအဲဒီမဖြူသလားမဲသလားကျွန်တော်တို့လုံးဝမသိရသေးတဲ့အခြေအနေမျိုးကျွန်တော်ဖြစ်တယ်ဆိုတော့ဆက်ပြီးတော့ကျွန်တော်တို့စောင့်ကြည့်ဖို့တော့ကျွန်တော်လိုနေသေးတယ်ဒါပေမဲ့ MR ပြောတာကလုံးဝကျွန်တော်တို့အဲဒီဘောနော်ကျွန်တော်တို့ဒီအကျိုးအကြောင်းညညွတ်ပါတယ်သူပြောချင်တဲ့အကြောင်းအရာဒီရှင်းပါတယ် Bruno ကိုကျွန်တော်တို့ရောင်းပြီးတော့ဒီငွေရှာဖို့ဆိုတာထက်ဒီဘောနော်ကျွန်တော်တို့ဒီငွေလိုရဆိုလို့ရှိရင် Bruno ရောင်းဖို့ဆိုတာကျွန်တော်တို့ဒီတခြားသောလုံးဆရာတွေ United လို့အသင်းမျိုးမှာအများကြီးကျွန်တော်ရှိပါတယ်ဆိုပြီးတော့သူကတော့ ပြောသွားတဲ့ခြေအနေမျိုးကြောင့်ဖြစ်ပါတယ်ဆိုတော့အာဒါတော့ဒီနေ့ရထားတဲ့ Manchester United နဲ့ပတ်သက်တဲ့သတင်းတွေဖြစ်ပါတယ်ဆိုတော့ brother တို့ဘယ်လိုမြင်ကြလဲဒီသတင်းတွေပတ်သက်ပြီးတော့ဆွေးနွေးကြပါကြည့်ရှုအားပေးတဲ့ညီမများအလုပ်ကျေးဇူးများတင်ပါတယ် channel ကို subscribe လုပ်လို့ဆိုလို့ရှိရင် subscribe လုပ်ပြီးထားကြဖို့အားလုံးတောင်းဆိုပါတယ်ကျွန်တော်နောက်ထပ် video မှာတွေ့ပါမယ်အားလုံးကျေးဇူးပါခင်ဗျာ